ွားထားတဲ့မစင်တွေပေါ့နော်အဲ့မစင်တွေကိုခွက်တွေနဲ့ထက်ထည့်ပြီးအိမ်ဝင်သွားသွားပတ်တာအိမ်ဝင်ပတ်တဲ့အိမ်ရှိတွေကိုဖျန်းပစ်တယ်အိမ်ရှိတွေမှာအပုံလိုက်ကြီးတွေထားတယ်အဲ့လိုမျိုးလုပ်တဲ့ပြဿနာဖြစ်နေတယ်ပေါ့နော်ဒါနာလူတိုင်းနဲ့မတန်အောင်ဆိုတဲ့စကားအယမ်းမှန်နေတယ်လေအခုရပိုင်းတွင်ပဲဖြစ်နေတဲ့ပြဿနာတာမွေကြောင်မြောင်းမှာအသက်60ကျော်80ရှိတဲ့အဖွားတယောက်ကလေအဲငပိငချောက်ရောင်းတဲ့အိမ်တဲ့အိမ်ကို လူကြီးတိတ်တဲ့အချိန်တိုင်းမှာလေသူ သွားထားတဲ့မစင်တွေပေါ့နော်အဲ့မစင်တွေကိုခွက်တွေနဲ့ထက်ထည့်ပြီးအိမ်ဝင်သွားသွားပတ်တာ အိမ်ကိုပတ်တဲ့အိမ်ရှိတွေကိုဖျန်းပစ်တယ်အိမ်ရှိတွေမှာအပုံလိုက်ကြီးတွေထားတယ်အဲ့လိုမျိုးလုပ်တဲ့ပြဿနာဖြစ်နေတယ်ပေါ့နော် ဖြစ်တော့ဒီပြဿနာဘာကြောင့်လဲဆိုတော့ဒီအဖွားကိုငကိုတော့အိမ်ငပိငချောက်အိမ်ကအာဒီငပိငချောက်သူ့ရဲ့စက်ကူဘူးတွေဂျက်ဖာတွေရောင်းစားလို့ရအောင်ဆိုအမြဲတမ်းပေးတယ်ဒါပေမဲ့ဒီအဖွားကကြတော့နောက်ပိုင်းမိသားစုရဲ့အတွင်ရေးတွေကစားဆက်စုတယ်စကားတွေအဲ့လိုမျိုးစကားတွေအပြင်မှာလည်းလိုက်ပြီးဖွာတယ်အဲ့လိုမျိုးပေါ့ကွာပြီးတော့လဲဟိုကတောင်းဒီကတောင်းနေဖြစ်လာတဲ့ခါကြတော့ဒီငပိငချောက်ရောင်းတဲ့အမကရှောင်လိုက်တယ်နောက်ပိုင်းမပေးတော့ဘူးဒီပြီးတော့သူ့အိမ်ကိုအမြဲတမ်း အမိုက်တွေပါတွေပစ်ပေးပြီးတော့လာပြီးတော့အမိုက်တွေတဲ့လူတွေကိုပဲဒီစက်ကူချက်ဖာတွေကိုရောင်းစားလို့ရအောင်ပေးလိုက်တယ်ပေါ့အဲ့ဒါကိုဒီအဖွားကအညှိုးထားတယ်အညှိုးထားပြီးတော့နောက်ပိုင်းအဲ့လိုမျိုးအမိုက်တွေနဲ့စက်ကူချက်ဖာတွေနဲ့ထုတ်ပြီးတော့အိမ်ရှိမှာဒီအဲ့ဒီငပိငှချောက်ရောင်းတဲ့အမကထုတ်ထားပြီးဆိုရင်ညဘက်ထုတ်ထားမနဲ့ကြရင်အမိုက်တွေပွားစာမွားစာဖြစ်အောင်လို့လူတွေအဲ့လိုမျိုးမနိုးသေးတဲ့အချိန်မရှိသေးတဲ့အချိန်မှာအဲ့လိုမျိုးလာပြီးတော့သူကအဲ့ဒီတဲ့လိုချင်တာတွေယူတယ်ချန်တာတွေကိုတမင်တကာဖြွားထားခဲ့တာအဲ့လိုမျိုးတွေလုတ်ခဲ့တာကလေ၃လေးလလောက်ရှိတယ်တဲ့ ၃လလလောက်ရှိတယ်နောက်ပိုင်းကျတော့ဘလို့ဖြစ်လာလဲဆိုတော့အဲ့လိုမစင်အောင်အပုံလိုက်ကြီးတဲ့အိမ်ရှိမှလာပုံခဲ့တာပြီးတော့အိမ်ရဲ့တကားတွေကိုအဲ့ဒီအိမ်ရဲ့အိမ်ရှိကိုလုံးဝပတ်ပလိုက်တာအိမ်ရှိကိုလုံးဝပတ်ပလိုက်နောက်ပိုင်းကျတော့အိမ်ထဲထိအောင်အဲ့ဒါတွေကိုရအောင်ပတ်တာကွာပတ်တဲ့အခါကျတော့ဘသူမှန်းမသိဘူးမသိဘဲနဲ့သူတို့တွေလည်းဓာကြီးကွာကိုကစီးပွားရေးလုပ်နေတဲ့အိမ်တိုင်းဖြစ်တဲ့အတွက်လက်တိတ်တယ်ကွာသူတို့မှလည်းစီးပွားရေးတွေကြရတယ်အယောင်ဝယ်တွေမကောင်းတော့ဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်နောက်ပိုင်းကျဘသူလုံးလို့လုံမှန်းမသိဘူးသူတို့ကတော့အမိုက်သမားတွေပဲထင်တာပေါ့နော်နောက်တော့သူတို့က CCTV တက်လိုက်တယ် CCTV တက်လိုက်လို့ ကြိလိုက်တဲ့အခါကျမှအဲ့ဒီအဖွားကလှုပ်တာ အဓိကကသူ့ကိုအညှိုးထားတာကွာသူငကိုသူ့ကိုရောင်းဖို့ပေးတဲ့စက်ကူချက်ဖာတွေကိုသူ့ကိုမပေးဘဲနဲ့အမိုက်သမားကိုပေးလို့ဆိုပြီးတော့အဲ့လိုမျိုးအညှိုးထားပြီးလောက်တာအဲ့ဒါကိုယာယီမူးကိုခေါ်ပြပြီးတော့ယာယီမူးကခေါ်ပြီးအဲ့ဒီဟာတွေကိုတန်ရှင်းပေါ့နော်စေးခိုင်းတာပေါ့နော်စေးခိုင်းတဲ့ချိန်တောင်သူကညင်းတယ်အစက तू မလဟုတ်ဘူးဆိုပြီးတော့သူကပြောတယ် CCTV တွေထုတ်ပြလိုက်တဲ့အချိန်ပေါ့နော်အဲ့ဒီတော့မှ तू လက်ခံသွားတာအဲ့ဒီတော့သူ့သမီးတွေကသားတွေကလည်းအကုန်လုံးကငိုယိုတောင်းမှန်ကြပြီးတော့ပေါ့ကွာငိုယိုတောင်းမှန်ပြီးတော့မှဒါတော့အဲ့ဒီဘွားအကြောတဲ့နော် ။ဒါမှအဲ့လိုပုံစံမျိုးကျမတို့မျိုးမှလည်းဖြစ်ဘူးတယ်သိလား။အဲ့လိုပဲသူတို့ရဲ့ပတ်စံအချီးငါးကိစ္စပေါ့ပတ်စံအချီးငါးကိစ္စကိုမကျေနပ်လို့ဆိုပြီးတော့လေအိမ်ုံသွားလဲတာအိမ်ုံသွားလဲပြီးတော့အဲ့ဒီလူကလေအဲ့ဒီမိန်းမကပေါ့နော်။အဲ့လိုပတ်စံမချီးတဲ့အိမ်ကိုလားမသိဘူးအဲ့ဒါဘယ်သူမှမရှိတဲ့အချိန်နောက်ဖို့ရထမင်းအိုးကမချက်သေးတဲ့ထမင်းအိုးအလွတ်သေးကိုအဲ့လိုမစင်နေစွန့်ခဲ့တာ ဒီလိုမျိုးပြဿနာအရှိမလဲကျမငကိုတော့ကကျမတို့ခက်ငယ်ငယ်လောက်တုန်းကတခါကြားခဲ့ရဘူးတယ်ဗောနော်အခုလည်းဒီမှာဒီအဖွားဆိုအသက်က60ကျော်80နီးပါးလောက်ရှိနေပြီဒါလုံးဝမလုံးတင်တာကွာသိလားသူများအိမ်ကိုဒါကို့ကိုလည်းငကိုကဒီလိုမျိုးကောင်းမုံမုံစေတနာထားပေးခဲ့တာသူအစင်မပြေလို့တော့ဟိုကမပေးတော့တာလေအခုဆိုရင်သားသမီးတွေလည်းအရန်မျက်နာငယ်ရတယ်ကွာဒီအဖွားရဲ့လောက်ရကြောင်လေး